ကဲကျွန်တော်ရင်ကုန်ပြောရှင်ကြည့်ရှုအပေးနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါရဝေးရနေပြည်တွင်းပြည်ပမှဟလာမိတ်ဆွေများအပါဝင်တက်လာသမျှဗီဒီယိုဖိုင်လေးတွေကိုစဉ်ဆက်မပြတ်ဆက်လက်ပြီးအပေးနေတဲ့မိတ်ဆွေတွေအတွက်လည်းဒီနေ့အားနေအထူးကျေးဇူးတင်ပါတယ်အဲ့တော့ဒီတစ်ပတ်အတွက်ကတော့ကျွန်တော်တို့အဖမင်းစင်ကရဲ့ကိုရီးယားရေရာတစ်ခုကိုပြောသွားမှာဖြစ်ပါတယ်အပတ်စဉ်တိုင်းရေရာတစ်ခုတစ်ခုကျွန်တော်တို့ဒီနေ့ကနေလမ်းညွှန်ပြောပြနေတာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုဖိုင်နေအများကြီးဖြစ်နေပါပြီဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်ဗျအဲ့တော့ ီဘက်မှာတော့ကျွန်တော်တို့ရေရာများစွာအနော်ပေါ့နော်လက်တလော အရေးကြီးကိစ္စဆိုတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ကို့မှာကဘာကိစ္စမှအရေးတကြီးတော့မရှိဘူးဟုတ်လားသို့တော့ရုပ်တရက်ပေါ်လာတဲ့အရေးကြီးကိစ္စတစ်ခုခု ဖြစ်လာပြီနော်အလားလက်တလောမှာမှငွေကြေးနဲ့ပတ်သက်လို့အရေးကြီးကိစ္စဖြစ်လာတယ်လက်တလောမှာအလုပ်ကိစ္စအရေးကြီးကိစ္စဖြစ်လာတယ်လက်တလောခီးကိစ္စဖြစ်လာတယ်အဲ့လိုလက်တလော ဟုတ်လားကိုယ့်ရဲ့လူမွေးစည်းဝေးစတဲ့အရေးကိစ္စတစ်ခုခုဟာလက်တလောအရေးကြီးကိစ္စဖြစ်လာပြီးပေါ်လာပြီးဆိုရင်ဘာလုပ်သင့်လဲနော်ဘာဒီကိုလက်တလောအရေးကြီးကိစ္စကိုဖြည့်ရှင်းဖို့အတွက်ဘယ်လိုရေရာနီးလေးအဲ့လနဲ့အဆင်ပြေနိုင်မလဲဆိုရင်အခုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့လက်တလောအရေးကြီးကိစ္စကြုံလာရင်အဲ့ဒီကိစ္စအဆင်ပြေအောင်အောင်မြင်အောင်လုပ်ရမယ့်ရေရာနီးဖြစ်ပါတယ်အဲ့တော့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ဟို ွေးလူရတာပေါ့နော်ကျွန်တော်တို့သွေးလူရတာမျိုးလုပ်ရတယ်အဲ့တော့စေုံစေကန်းဒီမှာသွေးသွားလူတာမျိုးလုပ်တင်တယ်အမှပေါ့လက်တလောအရေးကြီးတပတ်အတွင်းဖြစ်တယ်အဲ့ဒါနှစ်ရက်သုံးရက်အတွင်းဖြစ်တယ်ဆိုရင်အဲ့ဒါကိုကိုတက်နိုင်ကိုမှရှိတဲ့သွေးကိုစေုံစေကန်းဒီမှာသွားလှူပြီးတော့အလှူနေတဲ့အချိန်မှာလက်တလောကိစ္စအဆင်ပြေမှုဆူတောင်းခြင်းဖြစ်အောင်မြင်နိုင်တယ်သို့မဟုတ်အဲ့လိုလက်တလောဖြစ်လာပြီးဆိုသွေးလှူဖို့ကိုမှကျမ်းမာရေးအခြေအနေကြောင့်အဆင်မပြေဘူးဆိုရင် ဟုတ်လားလက်တလောကိစ္စလည်းအရေးကြီးလာပြီဒီကိစ္စကိုကအဆင်ပြေအောင်မြင်နေတယ်ဆိုရင်မလုပ်တင်လဲဆိုရင်နောက်တနည်းဒီတက်တက်လွတ်စားပါเนาะအဲ့ဒီလိုတက်တက်လွတ်စားမယ်ဥမာမြေပဲလို့ပြောင်းလို့အဲ့လိုအာသမင်းနဲ့ပေါ့နော်သမင်းလည်းစီစန်းစားဖြူပေါ့အဲအဲ့ဒီလိုမျိုးတက်တက်လွတ်စားမယ်ဟုတ်လားစားရင်းနဲ့ကိုကကိုယ့်ရဲ့လက်တော်အရေးကြီးကိစ္စအဆင်ပြေပါစေအောင်မြင်ပါစေဆိုပြီးတော့ကိုကဆူတောင်းမယ်အဲ့တော့ကိုကိုယ်တိုင်လည်းတက်တက်လွတ်စားမယ်ဟုတ်လားအမဝိဇ္ဇာတွေပေါ့နော်အဘဘူးမင်းကောင်အဘဝင်ဝိဇ္ဇာကြီးတွေကိုလည်း အဲရည်ရည်ကြီးမှတ်ပြီးတော့တက်တက်လို့ဟိုမှာလက်ဖက်ထမင်းလိုဟာမျိုးတက်တက်လို့နော်ငံပြားကြီးမထဲ့ပဲနဲ့ဟုတ်လားအဲလှူရမယ်ပေါ့နော်ပဇွန်ကြောက်မပါပဲငံပြားကြီးမထဲ့ပဲအဲလှူတင့်တယ်ပေါ့အဲ့တော့သွေးလွင်လူမလွင်အခုပြောတဲ့အတိုင်းတက်တက်လို့စားမယ်ဆွမ်းနာလိုဝိဇာကြီးတွေကိုရည်ရည်ကြီးမှတ်ပြီးတက်တက်လို့လှူမယ်ပေါ့နော်ဟုတ်လားအခုပြောသလိုမျိုး ကျွန်တော်တို့လုပ်မယ်ဆိုရင်တော့လက်တော်တော့အရေးကြီးကိစ္စကိုအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုအခုပြောတဲ့အတိုင်းလေးကျွန်တော်လုပ်ခြင်းပြေအောင်မြင်နိုင်ပါတယ်အဆင်ပြေပါတယ်လုပ်ကြပါလို့ကျွန်တော်ဒီနေ့ကနေဆန္ဒပြုရင်းနောက်ဗီဒီယိုဖိုင်တွေမှာကျွန်တော်ပြန်ဆောင်ပါမယ်အားလုံးပဲအဆင်ပြေကံကောင်းပြုံးပျော်နိုင်ကြပါစေဗျာ